မင်္ဂလာပါပြည်သူပန်းနိုင်ရဲ့ပြည်သူစစ်သားစကားဝန်းကနေပြန်လည်ကြိုဆိုပါရစေအရက်ခတ်တော့အေအာဆိုလို့ရှိရင်ရခိုင်ပြည်နယ်တပိနယ်လုံးပါပေါ့နော်မြို့နယ်သွင်းမြို့နယ်ကလွင်ကျန်းတဲ့နေရာကြီးအကုန်လုံးကိုအလုံးစုံထိန်းချုပ်နေတာကိုဒါကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့စစ်ကောင်စီတက်ခဲ့ရေတက်လေတက်ကြီးတက်အင်အားတွေရဲ့ထိုးစစ်ကိုလည်းစဉ့်ကြံခံခုခံနေတာကိုဒါကျွန်တော်တို့တွေ့ရတယ်ဆိုတော့တိုင်းသာတော်လိုင်းတစ်ဖွဲ့တွေတခြားတော်လိုင်းတစ်ဖွဲ့တွေအနေနဲ့အရက်ခတ်တော့ AAG ကနေပြီးတော့ဘာတွေအတူယူစင်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီနေ့မှာ အာရကတက်တော်ရဲ့အောင်ပွဲအတူယူဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်အခုတစ်ခေါက်စကားဝမ်းကိုဝင်ရောက်ပါဝင်ဆွေးနွေးဖို့အတွက်ပြည်သူ့ဘက်နိုင်ငံကိုစီရအောင်ဖိတ်ခေါ်တာပါတယ်ကိုစီရမင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ဒါကိုစီရလည်းသိရတဲ့အတိုင်းပဲလက်ရှိချိန်မှာဆိုလို့ရှိရင်တော်လိုင်းရေးတက်ဖွဲ့တွေတဟိုင်းသားတော်လိုင်းတက်ဖွဲ့တွေအားလုံးရဲ့ဂျာတဲ့မှာဟိုတတန်းနုရယ်ဆိုရင်မဲ့အောင်ပွဲရအလီလီရနေတဲ့ဒါတက်ဖွဲ့တစ်ခုရှိပါတယ်ဒါတော့ဒါအားလုံးတဲ့အတိုင်းအာရကတက်တော် AA ပဲပေါ့နော်အာရကတက်တော် AA ဆိုလို့ရှိရင် ဒီလောက်ပင်လယ်ပြင်ကနေဟိုစစ်သည်မောတွေတိုက်လီရင်တွေဒီကြီးတက်ကအင်အားတွေစတဲ့ထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့ဒါခုခံဟိုပါဗောနော်ခုခံတော်လန်ခဲ့တာကိုတွေ့ရတယ်နောက်ပြီးတော့အောင်ပွဲတွေလည်းလူတီရရှိခဲ့တယ်အခုနောက်ဆုံးရခိုင်ပြည်နယ်တစ်ခုလုံးကိုသူတို့ခြုံငုံပြီးတော့ထိန်းချုပ်နိုင်ဖို့ဆိုလို့ရှိရင်ကြောက်ဖြူစစ်တွေမအောင်ဒီ၃မြို့ဒီ၃မြို့နယ်ပဲကျွန်တော်ရေဗောနော်အဲ့တော့အရကတတော်ရဲ့အေရဲ့ဟိုဟာတွေကအားသာချက်တွေကဘာတွေဖြစ်မလဲသူတို့ကဘယ်လိုမျိုး ဟိုပုံဖော်လဲပေါ့တို့ရဲ့ရည်မချက်အောင်မြင်ဖို့အတွက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကပြပြပေးပါဦး။အဓိကတော့ဒီအာရခတတ်တော်ကအဓိကတော့ရခိုင်လူမျိုးတွေပေါ့နော်ရခိုင်လူမျိုးတွေကအဲကျွန်တော်တို့ပြောမယ်ဆိုရင်သူကမျိုးချစ်စိတ်ပို့ပြီးတော့ဟိုပြင်းထန်တယ်လို့ပြောရမှာပေါ့နော်မျိုးချစ်စိတ်ပြီးတော့စီးလုံးမှုရှိတယ်အဲကျွန်တော်တို့အဲဒီတခြားနေရာတွေမှာဥပမာကျွန်တော်တို့တခြားဒေသတွေရောက်သွားတခြားနိုင်ငံတွေရောက်သွားဗမာဗမာချင်းအဲ့လောက် ဟိုမှာပြောဒါပေမဲ့ရခိုင်ရခိုင်ရေးဆိုအရန်စီလုံးရတယ်ဒါသူတို့ရဲ့အားသာချက်တစ်ခုပေါ့နော်ခုနမျိုးချိတ်တဲ့အဲခုနတော့ကခုလက်ရှိနောက်သူတို့ရဲ့လက်ရှိမှာဆိုလို့ရှင်လေသူတို့ရဲ့ခေါင်းဆောင်မှုရအားရခတဲ့တော်ရဲ့ဒီခေါင်းဆောင်မှုဘိုင်းမှာလဲခေါင်းဆောင်မှုကလည်းကျတော့ ဟိုတော်တော်ကိုပြောမယ်ဆိုပြက်ပြက်သားသားနဲ့ဟိုလက်ရှိဆိုတာဘူကျုံထုံးမြတ်နိုင်ပေါ့နော်ဟိုအရေးချင်းရှိတဲ့အဲတကယ်လူတော်ခေါင်းဆောင်တယောက်ပေါ့နော်အဲ့ဒါမျိုးရထားလဲပါတယ်နောက်အဓိကတော့သူတို့ရဲ့စီလုံးမှုပေါ့နော်စီလုံးမှုအဲတကယ်တမ်းဆိုလို့ရှိရင်ဒီရခိုင်ဒေသရဲ့ရခိုင်ဒေသတော်လှန်ရေးကတခြားလူဟာတွေပို့ပြီးခက်ခဲတယ်ပို့ပင်မန်းတယ်ဥပမာပြခုဆိုရင်ဒါသူတို့ရခိုင်စီဦးဟိုခေါင်းဆောင်ဘူကျုံထုံးမြတ်နိုင်ထီကိုရောက်ဖို့ရခိုင်ဒေသကိုပြန်ပြီးခြေချနိုင်ဖို့ဆက်ချောင်းလဲတော့ကြိုးစားခဲ့ရတယ်ဟုတ်တယ်သူရှေ့ရရခိုင်ခေါင်းဆောင်တွေတုန်းကလမ်းမာတယ်စစ်တပ်ကဖြတ်တိုက်ခိုင်ပြီးတော့ ကြဆုံးသွားတဲ့ပုံကိုယ်လေးရှိခဲ့တယ်ပေါ့နော်ဒါသူကတော့ရောက်နေရောက်ရောက်သွားပြီ ပြီးတော့ဒီသူတို့ရခိုင်တမိုင်းမှာလည်းမလုံးဝခုနရှင်းမှာကိုပြောခဲ့တယ်လို့မျိုးသုံးမျိုးမျိုးသုံးမျိုးမှာလည်းမျိုးသုံးမျိုးကလည်းရှင်းပြောရင်ကျွန်တော်ထင်တယ်ဒီကြောက်ဖြူစစ်တွေကြောက်ဖြူဆိုလို့ရှင်တရုတ်ကစီမံကိန်းတွေရှိတယ်ဗျာစစ်တွေဆိုလို့ရှင်လည်းဒါအိန္ဒိယရဲ့စီမံကိန်းတွေရှိတယ်အဲ့တော့ဒီဟာတွေမှာကိုကနိုင်ငံတကာနိုင်ငံခြားတခြားနိုင်ငံတွေရဲ့ အဲ့ဟိုဟာတွေအချိုးစီးပွားတွေပါတဲ့အတွက်ချင်းချင်းသိသိချင်းချင်းသိသိလုံနေတဲ့ပုံစံမျိုးတွေ့ရတယ်။ဘာကြောင့်မလို့ဆိုဟိုကြောက်ဖြုန်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကတော့အဲ့ဟိုမရောက်ခဲ့ဘူး။ဒါပေမဲ့အဲ့မှာတာဝန်ကျခဲ့ဘူးလို့ကျွန်တော်တို့အသည့်ဟိုဘာပြောရလဲဆိုတော့ကြောက်ဖြုန်ရဲ့မြေပြင်အနေထားရဒီတခြားမျိုးတွေလောက်ကိုမခတ်ဘူးပေါ့နော်။အာရခတတော်နေတဲ့တိုင်းပဲဆို။ဒါပေမဲ့ခုနကသူတိုက်နေတဲ့ပုံစံ အဲ့လေဟိုမျောမျောပြီးတော့ဘေးနာပတ်ဝိုင်းပြီးတော့နည်းနည်းချင်းပဲလှုပ်တဲ့ပုံစံမျိုးတွေဒါပေမဲ့ကျွန်တော်ဘာထူးခြားရတယ်ဆိုဒီကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်နေတိတ်မကြောက်ဘူးကျွန်တော်တို့ဒီဒီပြီမားဘက်ကနေလေရင်သွားတယ်ပေါ့နော်လေသွားတယ်ချင်းမျောရင်တော်တော်ကိုဟိုတော်တော်ကိုပြင်းထန်တယ်လို့သိရတယ်ပေါ့နော်တိုက်ပွဲအကြဆုံးမှာလည်းဒီအရာရှိပိုင်းအထိကိုတော့ဟိုဒီအရာရှိပိုင်းဘုံမှုလည်းပဲဒါမျိုးတွေထူးထပ်ပုံမှုအထိကြာဆုံးထိခိုက်မှုတွေရှိတယ်ဆိုတာသိရတယ်ဒါတရားဝင်ဘိုင်းမော်တယ်မတက်ပေမဲ့ကျွန်တော်တို့အတွင်းသတင်းတွေရ ဒါတိရတယ်ပေါ့နော်အဲ့တော့ဒါပြင်းပြင်းတော့ဒီခုနကပြောနေကအဓိကတော့ခုနရခိုင်နေရဲ့အားစီးလုံးမှုအရန်ရှိတယ်ပြီးလို့ရှင်နောက်ပြီးတော့ဒီစစ်တပ်ရဲ့အားခတ်တတ်တော်အေးကသူကဒီ တိုင်းလက်နက်ကိုင်ရှင်ကြီးကိုကျွန်တော်တို့ဒီ PDF ရဲပေါ်တယ်ရုံးစကားပြောပြတယ်သူတို့အာရဟထထောင်နဲ့တွဲတိုက်ဖူးလေအဖွဲ့အေးပေါ့နော်လက်နက်ကိုင်အချင်းချင်းအောင်သူကလေးစားဘာလို့သူကအမိန်နာခံမှုအားကောင်းတယ်ပြီးတော့သူကစစ်တပ်ပုံစံအတိုင်းလုံးဝစစ်တပ်ပုံစံနဲ့သူကစစ်တပ်ဖွဲ့စည်းအတိုင်းစစ်တပ်ပုံစံမျိုးပဲစနစ်တကျ institution ကိုကောင်းကောင်းခက်ခိုင်မာမာကိုစနစ်တကျလှုပ်ထားတာကိုတွေ့ရတယ်အဲ့ဒါကသူ့ရဲ့အားသာချက်လို့ပြနောက်ပြီးတော့တခုကအဲလက်ရှိသူကခုမှမဟုတ်ဗျာအေးကျွန်တော်တို့2000စက္ကွန်ဝင်းရှင်2018အရင်အာနာမသိငင်နေရ မြန်မာစစ်တပ်နဲ့တိုက်တာအဲ့ဒီတုန်းကဟိုအဲ့ဒီတုန်းကမျိုးတွေသာမသိနိုင်မသိနိုင်ဒါပေမဲ့အားတော်တော်ကိုကျွန်တော်တို့တက်မတော်တော်များများကိုဖြုံးပြနိုင်တယ်တော်တော်ကိုဟိုပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့တရင်နေတဲ့ပြုတ်သွားအောင်ကိုလုံနိုင်ခဲ့တဲ့အနေထားရှိတယ်ပေါ့နော်စစ်သားတွေရဲတွေဆိုရှင်သူတို့စကားတခွန်းရှိပါတယ်ရခိုင်မိနေကိုသွားမယ်ဆိုရင်ဟိုတော်တော်ကြီးကိုကြောက်ကြတယ်ပေါ့နော်ကျွန်တော်နဲ့သိတဲ့ဒုတက်ပုံမူကြီးတယောက်ဆိုလို့ရှင်ကျွန်တော်တို့တိုင်းကိုကြောင်းကျွန်တော်တို့တိုင်းကိုကြောင်းလာတယ်ဆိုတာဘာပြောလဲဆိုတော့ငါ့ဟိုလေရခိုင်သားလှောက်ရင်ငါလစ်ပြီးတယ်ဒါဒုတက်ပုံမူကြီးအစင်ရပြောခဲ့တာနော်ဦးစီးရရှိဟုတ်တယ်တကယ်အဲ့လောက်ထိကို ကျွန်တော်ကိုယ်တိုင်လည်းတက်မှနေကန်တော့ရခိုင်ကလူတွေအတွက်ဆိုပြီးတော့လင်းလင်းဒီကျွန်တော်တို့တို့တရက်စီအပတ်စင်လိုက်တယ်တို့အဲ့လိုမျိုးတို့ပို့တဲ့ဟာကြီးမှာကျွန်တော်ကိုပြီးတည်ခဲ့ဘူးရရှိပါဒါပေမဲ့အဲ့လိုပဲနော်အဲ့ဒီလုံးနေရရခိုင်ကဒီ A ကတော်တော်ကိုအားကောင်းကောင်းနဲ့နောက်ပြီးနောက်တစ်ခုကအားသူ့ရဲ့အားသာချက်ကကိုစစ်တပ်ဘက်ကသူက AA လို့အတန်ကြားတာနဲ့ကိုတိုက်တော့မတိုက်ရသေးဘူးဒီတက်ထဲမှာဖွဲ့ဟိုတက်အတန်ကြားနိုင်ကိုစစ်သားတွေရဲ့စိတ်တက်ကပြက်စီး ခြောက်ချားပြီးပြတ်သွားအဲ့လောက်ထိကိုတကယ်စိတ်စနစ်ကြရတဲ့တပ်ဖွဲ့တစ်ခုနဲ့ရှင်တန်းရမယ်ဆိုရင်ဟိုသူတို့ကြောက်ကြတာပေါ့ကြောက်တယ်အဲ့တော့အခုအတန်ကြားရင်ကိုကြောက်တဲ့အနေသားဖြစ်တာပေါ့နော်တော်တော်ကိုအတိအကတော့ခုနပြောနေတယ်သူတို့လူမျိုးရဲ့စီးလုံးမှုပြီးလို့ရှိရင်သူတို့ခေါင်းဆောင်မှုအရေးချင်းဒါတော်တော်ကိုအခုလိုမျိုးမျိုးနယ်သုံးမျိုးနယ်ပဲကျန်တော့ရဲ့ဆိုတဲ့အနေသားကိုရအောင်လဲသူတို့လွယ်လွယ်ကူရခဲ့တာမဟုတ်ဘူးနော်ဟိုတစ်ဖက်မှာဆိုလို့ရှိရင်ခုနပြောသလိုနိုင်ငံခြားနိုင်ငံတွေရဲ့တခြားနိုင်ငံတွေရဲ့စီမံခန့်တွေရှိတယ်လို့ပဲ တို့နောက်ကျောမှာဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ပေါ့နော်။ရဟုတ်တယ်။တို့အမျိုးမျိုးဟိုကြောက်ချလို့ရတယ်ပုံဖော်လို့ရတယ်။နောက်ဆုံးအပိုဆိုးတာကဒီစစ်တပ်နဲ့ပေါင်းပြီးတော့တို့ရေဟိုလှုပ်ပြီးတော့ဒီအေအေကိုကြောက်ချတဲ့အနေအထားတွေလည်းအများကြီးကျွန်တော်တွေ့ရတယ်။အဥမာအဖြစ်ဒီ RSO တို့ ASA တို့ဒီအဖွဲ့တွေကိုတို့ရေဟိုနှစ်ယောက်တိုင်မြင်ပြီးတော့မွေးတော့မွေးညူတာမဟုတ်ဘူးပေါ့ထောက်ပံ့တာတော့မဟုတ်ဘူး။တစ်ဖက်စီကနာဗိုလ်ချုပ်ထုံးနဲ့ပြောခဲ့ရရှိတယ်။သူပြောခဲ့တဲ့ဇာတ်ကားမှာဆိုရင်ဟိုနှစ်ဖက်လုံးက ဒီအဖွဲ့ကိုထောက်ပံ့ပြီးတော့ပြုစုပျိုးထောင်တယ်ပြီးရင်ဒီ AA ကိုတိတက်ဟိုပုံတိုက်ဟိုဘောတိုက်ခိုက်ဖို့တော့ဒါတိုက်ခိုက်ဖို့တော့လဲတော့အဲ့တော့သူတို့လူမျိုးရေးတွေလာပါတယ်အဲ့တော့ဘာသာရေးတွေရောရင်ဂျာတွေကိစ္စတွေအဲ့လိုကြားမှာသူဟိုကင်တွေတဲ့ပုံစံကဆိုရင်ဒါတော်တော်ကြီးကိုဟိုပါနေတယ်လို့လည်းပြောရမယ်နောက်ဆုံးခုပြခုဒီဗလီကိုပြန်ခွင့်ပေးလိုက်ရဆိုလို့ရှိရင် ဘယ်လောက်ထိအောင်ဒါသူသူ့ရဲ့စီယုံနိုင်ငံအားကောင်းလဲဂျုံချင်မှုသူ့ကိုရှိလဲပေါ့ဒါအကွက်ရွှေတာတအားကိုဟိုနိုင်ငံရေးမော်နိုင်ငံသူရှိမှန်တယ်ဆက်ကောင်းဆောင်တယ်ဆိုတော့နိုင်ငံရေးဘားကိုလည်းတော်တော်ဝါတယ်ပုံစံမျိုးတွေ့ရတယ်ဇကားအပြောအဆိုတွေအဲနောက်တစ်ခုနောက်ဒီရှိမှန်ဒီရခိုင်ရခိုင်ဒေသကပြကဘာနဲ့ချီပြီးတော့ကဘာနိုင်ငံတော်အဆင့်ကဘာအဆင့်ကို highlight ပေးခံပြီးတော့စောင့်ကြည့်နေရတဲ့နေရာကြီးကပြောမယ်ဆိုသူတို့ဒီအာရကတတ်တော် AA နဲ့ဒီရခိုင်ခေါင်းဆောင်ဒီ AA ခေါင်းဆောင်တွေရဲ့ခေါင်းပုံမှာအဲ့ ခုနပြောတဲ့ဒီရိုဟင်ဂျာအရေးအခင်းပြဿနာကြီးကဝင်တော့ဝင်ပွဲကြီးဖြစ်တယ်ခုနောက်ဆုံးအချိန်တွေဆိုအခုလည်းကြားမှာပေါ့ဒီဘင်္ဂလားဒေ့ကဒီဘင်္ဂလားဒေ့ကဒီမိုးရေဆေးကိစ္စနဲ့လည်းအေအေကိုဆွဆွဲတယ်အဲ့လိုပဲစစ်တပ်ဘက်ကလည်းဆွဆွဲတယ်ဘင်္ဂလားဒေ့နေချားဆောင်ဘက်ကလည်းအဲ့လိုဆွဆွဲတယ်ဒါပေမဲ့ဒါဟိုဗိုလ်ချုပ်ထွန်းမြင့်နိုင်ဖြေသွားတဲ့ဟာကအရန်ပါနေတယ်ရခိုင်ဒေသကိုမိုးရေဆေးတွေရောက်လာခင်ဗျာရေကိုဖျက်လာတာလေတဲ့ ရခိုင်ဒေသကိုတပင်လေပြင်းကိုအေရမဆိုးမိုးနိုင်ပါဘူးတပင်လေပြင်းမှာမြန်မာစစ်တပ်ကပင်မော်ရေတပ်တင်မော်တွေပဲဆိုးမိုးထားတာဒီပင်လေပြင်းတွေကလာတယ်ဆိုရင်ဒီလူတွေကိုပဲဖျက်လာတာပြည်မလာမယ်ဆိုလဲမြန်မာစစ်တပ်ကနေမျိုးဖျက်တာသူပြောဝါချင်းချင်းလေးဘသူလောက်ပါလဲဘသူတယ်ပေးရလဲဘသူတွေလောက်နေလဲသူမပြောဘူးဒါမဲ့သူပြောပါပါပါလေးပေါ့နော်အဲ့တခုခုနပြောတော့ကပ္ပအဆင်ရိုးအင်ဂျာဒီအရေးခင်းဒီခုနဘင်္ဂါလီပြည်ထနာကြီးကလည်းသူတို့ တော်တော်ဒါကဘာအဆင့်ကျွန်တော်တို့နိုဘိုနိုင်ငံတော်နိုင်ငံတော်အတိုင်းအမြင်ကိုထောင်လဲရအောင်နိုင်ငံတော်အတိုင်းအမြင်ကိုလိုင်းသွားရှင်းပြီးတော့မပြေလည်ဘူးဗျာအဲ့ဒီကိစ္စတွေကိုပါလောက်ပဲနောက်တစ်ခုကဟိုခုခုဆိုလို့ရှိရင်ခုဆိုတာခုကျွန်တော်တို့ဒီစကောင်းဝိုင်းလုံးနဲ့အချိန်မှာဒါရခိုင်မှာဒါရခိုင်မြောက်ပိုင်းမှာမောင်းတော့ပတ်တယ်နော်ဒါဟိုဟာတွေဒီအာစာတွေအာဆိုတွေဒီစစ်သွေးကြော်တွေဝင်တိုက်နေပေါ့နော်ဒါတွေကခုနဒါကျွန်တော်တို့အနောက်ဘက်ကအိန္ဒိချင်းဘင်္ဂလားဒေ့ရဲ့စနက်တွေမကင်းဘူးဘက်ကမြန်မာစစ်တပ်ရဲ့စနက်တွေလည်းမကင်းဘူးနောက်တစ်ခုပေါ့နော်ဟိုဟာပေါ့ လုံခြုံမှုပေါ့တတိယလုံခြုံမှုတွေတော်တော်တိတ်နေဟိုပြန်စင်တာကြီးဘာလဲဘာလဲဆိုတော့ကျွန်တော်ဒီသူတို့တွေစက္ကန့်တွေတင်းခဲ့တယ်မြို့နယ်တွေတင်းခဲ့အချိန်မှာဘယ်အေအေရဲ့တက်မှုတက်ဖွဲ့ဟိုဟာအကုန်လုံးကမှဆိုရှယ်မီဒီယာပေါ်ရောက်မလာဘူးဒါတော်တော်ကြီးကိုတော်လိုင်းတက်ဖွဲ့အနေနဲ့ဟိုအတုယူရမယ်ဟိုလိုက်လိုက်ကကျင့်သုံးရမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့အကုန်လုံးပြီးပြီကျွန်တော်တို့ကဒီသတင်းတွေဆိုလို့ရှိရင်သူတို့ထုတ်ပြန်မှသိရတာ ဟိုတချို့နေရာမှာရှိရယ်ဟိုစခန်းကမတိုက်ကြသေးဘူးဟိုငါတို့ရပြီကွာအဲ့လိုမျိုးဒါဆိုရှယ်မီဒီယာပေါ်တင်တဲ့ခါတွေကိုလည်းပတ်သက်ပြီးတော့တော်တော်ကြီးတို့တို့ထင်းထင်းထင်းကင်တွေရအောင်မြင်ရတယ်နောက်ဆုံးပေါ့နော်ဒီ arc.ae ရဲ့သတင်းပြန်ကြားရေးဥက္ကန်သူကကိုယ်တိုင်ဒါထုတ်ပြန်ပါပဲချို့အခြေအနေဆိုတာကျွန်တော်တို့ပြည်သူတွေရောနောက်ပြီးတော့တချို့တပ်ဖွဲ့တွေရောသိရတယ်အဲ့တော့ဘာလို့ဆိုလိုချင်လဲဆိုရင်တို့ကအရန်ကိုတိုးတိတ်တယ်လုံးဝမလိုလားအတ္တတွေကိုပေါက်ကြောင်းမှုလုံးဝမရှိသေးရဘူး social media အသုံးပြုမှုကစတော့တို့တွေတော်တော်ကြီးကိုဟိုထင်းထင်းထင်းရှိရတော့ဒါကျွန်တော်အနေနဲ့ သွားမြင်မိတယ်ပေါ့နော်နောက်တစ်ခုကကြောဒီတိုက်ပွဲတွေမှာတို့ပြန်လဲသိစရာရှိရဲ့လက်နက်တွေလက်နက်ဆိုချို့အမြောက်တွေတန်ရက်ကကားကြီးအဲ့လိုမျိုးခါကြီးအကုန်လုံးတို့အချိန်တူအတွင်းကိုတို့ပြန်လဲအသုံးပြုနိုင်အောင်လေ့ကျင့်နိုင်မှရှိတယ်ဒါကလည်းဟို AA တစ်ဖွဲ့ရဲ့ဟိုပါပေါ့အားသာချက်အားသာချက်တစ်ခုပေါ့နော်နောက်ပေါ့အဲ့ဒါလေကျွန်တော်မြင်တာတို့ဒီအဓိကပြခေါင်းဆောင်တယောက်ဆိုတာကအရာအားလုံးကိုတော်နေဖို့မလိုဘူးဒါပေမဲ့ ဘသူ့ကိုဘယ်နေရာမှာဘသူ့ကိုဘယ်လိုအသုံးချရမယ်ဆိုတော့ management ပေါ့နော်စီတီစီမံခန့်ခွဲနိုင်တဲ့အရေးချင်းရှိဘူးကအတိတ်ကအေးခေါင်းဆောင်အဲ့ဒါကျွန်တော်မဟုတ်တော့ခုဟိုအရှင်းပြန်ပြာကျွန်တော်တို့ဒီစစ်တပ်ကနေပြီးတော့ဗတ်ပြောင်းသွားတာခုအာဏာသိမ်းပြီးမှဟိုသူ့ရှိကိုဗတ်ပြောင်းမှာဟိုတုန်းနေရတို့ကဒါမျိုးသားရေးနဲ့တို့ရခိုင်မျိုးသားရေးဆိုတော့မျိုးချစ်စိတ်နဲ့အများကြီးရှိတယ်အဲ့လူတွေကိုသူကတိတိကျကျဟိုစနစ်တကျပြန်ပြီးတော့အတုံးချထားတဲ့ပုံစံမျိုးတွေ့ရတယ်ဘာဒါကြောင့်မလို့စစ်တပ်ကရတဲ့လက်နက်ကြီးတွေကိုဒီဒီခုနလိုတန်ချက်ကဟာမျိုးတွေကိုစနစ်တကျ ်ချက်ချင်းပြန်ပြီးတော့အတုံးနိုင်အတုံးချနိုင်တာတော့တွေ့ရတယ်။အဲ့လိုမျိုးဗပြောင်းသွားတဲ့လူတွေအကုန်လုံးကလည်းဘယ်နေရာမှသူတို့ပေါ်လာမှမဟုတ်လုံးဝတော်တော်တိတ်နေတယ်။တော်တော်တိတ်နေတယ်။သူက personal brand ပြတူးချင်းရဲ့ personal brand တော့အဲ့လိုတိဆောက်ထားတာဥမာဘယ်မျိုးကြီးဒါတိတ်နေတယ်ဗျာဘယ်မျိုးကိုတိတ်တော့ဘယ်တမ်းအဲ့လိုမျိုးထွက်လာတာတိတ်မရှိဘူး။အေးတော့ပဲ။အဲဒါမျိုးပဲသွားတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ခုနအခုပြောခဲ့သလိုသတင်းလုံခြုံမှုကတော့အရန်ကောင်းတယ်ပြီးတော့ ကျွန်တော်ကြားသလားဆိုတာဒီအမိန်နာခံမှုမှာလည်းအရန်ကိုစနေတကြရှိတယ်စစ်တပ်ကိုထက်ကိုကိုသူကအမိန်နာခံမှုမှာအားကောင်းတယ်လို့ကျွန်တော်သိတယ်ဒီတော့ကတော့စစ်တပ်ထဲမှာတော့ပြောခဲ့တာပေါ့တက်ခဲပေါ့အေးအေးတက်ခဲတက်ခဲပေါ့အခုနောက်မှာတက်ခဲမဟုတ်တော့ဘူးเนาะတကယ်ဟိုမီးဆက်ကြီးဖြစ်လာပြီအားလည်းကောင်းလာနောက်တစ်ခုကသူ့ရဲ့လုံပုံကိုကကျွန်တော်ကခုဆိုလို့ရှင်ဒါသူဒီ မွတ်စလင်ကိစ္စတွေပေါ့နော်ဒီဒီအနောက်ဘက်ကကိစ္စတွေပကိုင်းလွယ်တဲ့ဟာတွေလည်းတော်တော်ကိုဟိုပြောမယ်ဆိုပညာသားပါတယ်ပေါ့ပြောနောက်တစ်ခုကဒီဒေါ်လာရင်းနဲ့ပတ်သက်ရင်လေသူတို့ဥမာရှမ်းကြောင်းမှာဆိုလို့ရှိရင်တချို့အဖွဲ့ဆိုလို့ရှိရင်သူတို့လိုတဲ့အနေထားပြည့်တဲ့ပြီးရောမောင်းထုတ်ပြတဲ့ဟာမျိုးတွေရှိတယ်အဲသူတို့ကျွန်တော်တို့တခြားတပ်ဖွဲ့တွေကိုဒီနောက်ပေါ်နေအငင်းပွားမှုတွေခံစားပြတာဒါပေမဲ့အေအေမှာအဲ့လိုမျိုးဖြစ်မလာတာကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးပြသူတို့ရဲ့ဒီသမိုင်းကြောင်းအရာဒီပလက်ဝဒေတာချင်းတောင်ပိုင်းပေါ့နော်ဒီဒေတာတွေနဲ့သူတို့တွေကပြိပခါတွေရှိတယ် ဒါပေမဲ့ဒီဘက်ခရှိတဲ့အဖွဲတွေကချင်းအဖွဲတွေကျတော်များများနဲ့ပါသူကအင်လိုင်းဖြစ်တယ်သူကိုယ်တိုင်ထောက်ပံ့ပေးထားတယ်ကူးချိန်ကြီးလဲအဲ့မှာတချို့ဗမာတပ် PDF တပ်ဖွဲ့တွေရောဒီဒီချင်းတပ်ဖွဲ့တွေရောတော်တော်များများကသူထောက်ပံ့ပေးထားပြီးသူကူညီပေးထားတာပြောချင်တာကအတိကသူ့ရဲ့ဟို ဂျူဟာပြီးတော့သူ့ရဲ့အမြင်ပေါ့နော်ဒီဒီပေါ်ထားတဲ့ဒေါ်လာအေးပေါ်မှာပါသူဟိုရှောင်းမြန်ဟိုတခြားအဖွဲ့နဲ့မတူဘူးသူ့ရဲ့လုံပုံကမ်းပေါ့အခုသူသူလေ့ကျင့်သင်ကြားပေးတဲ့အဖွဲ့တွေကလည်းကျွန်တော်တို့သိတော့တော်တော်ကိုစီစနစ်စီစနစ်နဲ့မမဆာချာနဲ့တိုက်ရိုက်ခိုင်အိမ်မှာတော့ပြီးတော့သူ့ရဲ့အားသာချက်ကတော့အခုဘာလဲဆိုတော့ဟို လက်နက်ကိုင်တပ်ဖွဲ့တွေအကုန်လုံးနဲ့သူယူမှန်ချက်ချက်ချင်းတူတယ်ချက်တချက်ချင်းတူတယ်ဆိုလို့ချင်းသူအကုန်ပေါင်းဆက်တယ်အခုမကွေးမှာဆိုရင် PRA တို့အဲ့လိုမျိုးအနည်းဆက်ဆုံးပြပြပါနော်အဲ့လိုအဖွဲ့တွေနဲ့အကုန်လုံးသူတည်တည်ချာချာကိုစုပေါင်းပြီးတော့ထိုးစစ်ဆင်နိုင်တယ်အဲ့လိုမျိုးခါကြီးဒါကျွန်တော်သွားတွေ့ရတယ်အဲကျွန်တော်ဒီဘ ෝජ ောထွန်းမြန်နိုင်ပေါ့အမြင်အရဗျာခုမှဒါကျွန်တော်တို့ထွက်လာလို့ဟူစီဘက်ရောက်လို့ဒီစကားပြောမှာပေါ့ကျွန်တော်တို့တက်ထဲမှာကျွန်တော်တို့ ਨੇ ပြောခဲ့လို့ရှိရေကျွန်တော်ပြောတယ်တက်ချုံနဲ့ကျွန်တော်တို့ကရှင်ကြီးတာတက်ချုံနဲ့တက်ချုံကျွန်တော်တို့စစ်တက်ခဲ့တက်ချုံဟိုမင်းအောင်လိုင်ကသူက သူ့ကိုတက်ချုပ်ရလို့ပေးတယ်ဆိုတာတော်လုံးလုံးပေးတာမဟုတ်ဘူးလက်ညှိုးတောင်ခေါင်းငိမ့်ဆိုတဲ့သဘောနဲ့သူတို့ခိုင်းတဲ့အတိုင်းရမယ်လို့ထင်လို့ရှေ့လူကယူဆပြီးသူ့ကိုဟိုကအန်ပြန်ပြီးတော့ဟိုကမဖြစ်နိုင်မဆန့်ကျင်နိုင်ဆိုတဲ့လူယူဆပြီးတော့ပေးခဲ့တာအဲ့တော့ तू တက်ချုပ်ရတို့နေရာပြောပြ तू က तू များပေးလို့ရတဲ့ပုံစံမျိုးဒါပေမဲ့ဘိုးချုပ်ထုံးချမ်းတဲ့ကြာအလိုမဟုတ်ဘူးဒီနေရာကိုရောက်လာအောင်လို့ तू အောက်ခြေကနေပြီးတော့ဟိုမှာ KIA မှာစစ်တပ်နဲ့သွားတက်ပြီး step by step တိဆောက်လာတာအဲ့တော့အဲ့မှာ ောက်သက်ကြည်လာခြင်းကွာွားတယ်အရေးချင်းလည်းတော်တော်ကွာပါတော့စကားပြောတာကြီးဒါကိုနောက်ဆုံးပြမီဒီယာနဲ့စကားပြောတာကြီးကြီးဒါအဲ့နေ့ကဒါကိုအောင်စောလုံးနဲ့ဒီ AR နဲ့သူအင်တာဗျူးထားတယ်မှာဆိုလို့ရှိရင်ဟိုကျွန်တော်တို့ဗာလဲစစ်တပ်ကဗိုလ်ချုပ်စော်မင်းထွန်းနဲ့တခြားစီဟိုမှာ तू မကြိုက်တဲ့မေကွန်သူ့ကိုအစင်မပြေသေးတဲ့မေကွန်မေးတာနဲ့ဝူဝါဝူဝါနဲ့ထပြီးရောမဟန်ဟိုမထိုင်နိုင်အောင်ဝူဝါဖြစ်သွားအောင်ဟိုပညာမဲ့တယ်ပညာမဲ့ဆန်ဒါမှမဟုတ်ဗိုလ်ချုပ်ထွန်းမျက်နှာကိုပေါ်စော်မင်းတဲ့မေကွန်နဲ့မှာလေတချို့ဟာရထိတဝါဖြစ်တယ်ဗျာ ါမဲ့ तू ပပနနကိုလိမ့်မမာနဲ့ရှောင်ချပြီးဖြေသွားတာအေးအေးဆေးဆေးပဲဟုတ်တယ်ပညာရှိမြတ်မြင်ပြတော့ပုံစံမျိုးလို့တော့တော့တခုပေါ့နော်သူတို့ဒီစစ်တပ်ကဖမ်းဆီးရမိတဲ့လူတွေရှိတယ်အဲ့လူတွေလည်းသူကစစ်တုံးမှန်ဥပဒေနဲ့အညီလုံးဝဟိုသေချာချာကိုထားတယ်ပေါ့နော်ဥပဒေဘောင်တွေကနေပြီးတော့နိုင်ငံတကာရဲ့ဥပဒေကိုလိုက်နာပြီးထားရတယ်ဒါသွားတွေးရတယ်အဲ့တော့ဆိုလိုချင်တာနိုင်ငံတကာအပေါ်မှာလည်းသူက view site တယ်ဒီဥပဒေကိုလည်းသူလိုက်နာပါတယ်ဆိုတဲ့ပုံစံနဲ့ဟို ြပြတ်သားရောက်တယ်ပေါ့နော်အဲ့လိုမျိုးကင်တွေလည်းတွတ်တွေ့ရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဓိကကတော့အဲ့ဒါပေါ့ကျွန်တော်တို့ဒီဒါမဲ့စစ်တပ်ကဒီကျွန်တော်တို့ဒီတိုက်ပွဲတိတိတောင်ရနဲ့ခွန်တို့ကာလာထဲမှာကျွန်တော်တို့ဒီစစ်သင်းမောပေါ်မှာပေါ့ဗျာမှတ်မိလားဗျာသင်းတို့မိသားစုဝင်တွေရောစစ်တီတွေရောအလုံး900လောက်သင်းမောပြတ်ပြီးရောမြုပ်သွားဒါမဲ့ဒီဖြစ်စဉ်မှာဒီဖြစ်စဉ်ကိုပဲဒီစစ်ဒီအေစစ်တပ်ကအေကိုပြောမယ်ဆိုခုခုတလောရဆိုလို့ရှင်ဒါစာတင်ကြောင်းကိုဘုံသွားကျဲပြတယ်ဗျာပုံလိကကြောင်းခလေးတွေတည်းကကျွန်တော် မြင်မကောင်းဗျာဒါလုံးဝမလုတ်တင်းတဲ့ဟာတော်တော်ကိုဇာဆွရဆွမှုစစ်တပ်ကလုတ်ပဲဗျာဒါပေမဲ့သူတို့ဘက်ကဘာပြောလဲဆိုတော့မင်းတို့ငါတို့ရဲ့တပ်မိသားစုဝင်တွေကိုတတ်တော့ရလဲအဲအဲ့လိုဒါမဲ့ဒါမဲ့အဲ့ဒီတုန်းကကျွန်တော်သိသလောက်ကဗျာအဲ့ဖြစ်စဉ်ကဒီတပ်မိသားဆိုတာဒါကစစ်တိုက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာသူအဲ့ပုံမှာလဲတပ်မိသားစုဝင်ကြီးပဲမဟုတ်ဘူးဗျာဟိုစစ်သားတွေရောအကုန်ရောပါနေရဒါတိုက်ပွဲအရာသူတို့လိုက်တိုက်တယ်ထွက်ပြေးတယ်အမှန်ကဲဆိုရင်ဒီတပ်မိသားစုဝင်တွေဒါမျိုးမဖြစ်အောင်လို့ အစိုးရကြီးကတို့တို့ကြိုထုတ်ထားလို့မရဘူးလားဟုတ်တယ်တို့က AO ပဲပြစ်တယ်ဒါပေမဲ့အဲ့အဲ့ချိန်မှာတစ်ဖက်မှာလေဒါပေမဲ့အေးအေးမှာတာဝန်ပြုလို့အဲ့ဒီချိန်မှာတော့ခုနကပြောတော့ဒီပြစ်မှတ်ကိုကျွန်တော်တို့ဒီနိုင်ငံတကာဒီဒီမှာကွန်မရှင်ရာဒီပြစ်မှတ်ကိုရွေးချယ်တဲ့အချိန်မှာကျွန်တော်တို့ကအကျိုးအပြစ်ကိုပြန်ရမယ်ဒီမှာဒါဒီတနက်မဲ့ဒါတို့အတွက်အဲ့မှာတော့တို့အားနေကြတော့ရှိတယ်။ဒါတစ်ဖက်မှာလည်းအဓိကဒီလူတွေကိုအစိုးရတိုက်ပွဲတွေနီးကပ်လာပြီဆိုတော့ရစစ်တပ်ကပင်မောနေဖြစ်စေရဟတ်ရင်နေဖြစ်စေကြိုထုတ်ရမှာတို့တော်ဝင်ပဲ။ ဒီနာမခနာဖခဒီအန်းကိုမကြခင်မှာအန်းရအမျိုးသမီးစစ်တီလေးဆိုကျွန်တော်များများတို့ကြိုထုတ်ပါလေလွတ်တာပဲလေကျွန်တော်ပြောကြအဲ့လိုမျိုးကြိုထုတ်လို့ရဒါပေမဲ့သူတို့ကလူသားတိုင်းကိုလူကိုကိုတစားခံပြန်လောက်တာကိုလူဖြစ်တော့မှဖြစ်တယ်ဆိုထိုးချလို့ရအောင်လို့အကွက်တွေနောက်တစ်ခုကဒီသူတို့ကဒါဒီဒါမျိုးဖြစ်တော့ဒါတေတော့ဒါတေရပြောဒါပေမဲ့တစ်ဖက်ကဒါပေမဲ့ကျွန်တော်တို့ကဒီသေးတာခြေတာဒီလိုမျိုးဟာတွေဝမ်းတာလို့လည်းပြောတာမဟုတ်ဘူးဗျာမစိတ်မကောင်းဘူးဘသူပဲတည်တယ်ကျွန်တော်တို့က ဟိုဟုတ်ပြီသူပဲပြည်သူပဲသဘောမကြောက်ဗျာစစ်တပ်ကပဲတေးတေးဘသူပဲတေးတေးသိတာလေကျွန်တော်တို့ကတတ်တာဖက်တာလေသဘောမကြောက်ဒါပေမဲ့ဒီကိစ္စမှာအဓိကတောင်းဝင်ရှင်တော့စစ်တပ်ကလူတွေပဲသူတို့ကြိုထုတ်လို့ရနောက်တစ်ခုကဒီတက်မိသားစုဝင်နေဒီတက်ရဲမဲတွေကိုအရင်အားဆိုတဲ့အနေနဲ့လက်နက်တွေပေးကန်တင်တန်းတွေတက်ပြီးလက်နက်ကင်ပြီးတော့ခင်းဆောင်လာလက်နက်ပြန်တက်တယ်ခဲ့ဒါတွေလောက်ခိုင်းဆိုတဲ့ကလက်နက်ပြန်ကင်ပြီးဆိုတဲ့ကဒါပြည်သူလို့တတ်မှတ်လို့ရတယ်စစ်ပွဲထဲမှာတက်ပါဝင်တက်ရောက်တယ်ဖြစ်တဲ့အတွက်အဲ့တော့ဟိုဘက်ကဒါမျိုးလုပ်တဲ့အချိန်မှာ ဒါသွားပြီးတော့အပြစ်ပြောလို့တော့ဟိုညမှားတာကကွနဒီဘက်ကအရင်ဖောင်းတာလေသူတို့ဘက်ကဖောင်းအဲ့ဒါကိုပြန်တော့ဒါကိုပဲကွနကလေးဘာမှအပြစ်မရှိတဲ့ကလေးတွေကိုသူတို့ဖုံးကျဲတယ်ပြီးတော့မဟာမင်းတို့တောင်အဲ့လိုလုတ်ခက်တာဆိုတော့ပုံစံမျိုးတွေတောက်လျှောက်ပြောတဲ့တွေ့ရတယ်ပေါ့နော်အခုဒါကိုစေကပြောသွားတယ်ဆိုရင်ဒါအေအေတက်ဖွဲ့တော့အားသာချက်တွေပေါ့နော်ဟုတ်ပြီဒီလက်ရှိမှာတော်လိုင်းတက်ဖွဲ့တွေရောတခြားတိုင်းသားတော့ဖွဲ့ရရောဒီအေးအေးအားသာချက်တွေကနေပြီးတော့ဘာတွေကိုအတူယူတင်တယ်လဲဆိုတာလေးတွေပြပြပြပါအဓိကကတော့ဗျာ အေးလို့အောင်မြင်ခြင်းအေးလို့စနစ်တကျစစ်တပ်ကိုခိုင်မောင်းဖွဲ့သည်ရမှာပဲအဓိကဟိုအေးရဲ့အဓိကအားသာချက်ကခုနကသူကစစ်တပ်သူကအေးရဲ့စစ်တပ်ကိုတကယ်စစ်တပ်နဲ့တူအောင်လို့စနစ်တကျအမိန်နာခံမမှုဟိုရှင်းပြမြားစစ်သားတယောက်ဆိုဆိုဂျာဆိုတာကျွန်တော်တို့သင်ခဲ့ရတယ်မှာဆိုဂျာဆိုတဲ့စကလုံးခုနှစ်လုံးမှာတခုချင်းစီမှာအထိပ္ပယ်တွေအများကြီးရှိတယ်ပေါ့နော်ဒါတာဝန်ခြေပုံဒီစမတ်ကြရမယ်တာဝန်ခြေပုံရမယ်သစ္စာရှိရမယ်အမိန်နာခံမှု အားကောင်းရမယ်အမြဲတမ်းအသင့်ဖြစ်နေရမယ်ဆိုတဲ့ဟာမျိုးတွေအားလုံးကအဲ့လိုမျိုးပေါ့နော်အဓိက AA ကအဲ့လိုမျိုးအဲ့လိုမျိုးပုံစံစနစ်တကျတိစောက်လာတာအဲ့တော့ကျွန်တော်တို့ဘက်ကလည်းသူ့တို့လိုမျိုးစနစ်တကျဒီအေဟေလိုမျိုးအားကောင်းတဲ့ခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ခြင်းသူ့တို့မျိုးကျွန်တော်တို့ကစနစ်တကျတိစောက်ပြောမယ်ဆိုအေရဲ့အေစစ်တပ်က institution တစ်ခုအနေနဲ့ဖြစ်နေပြီဒါပေမဲ့ကမ္ဘာဟိုနိုင်ငံတကာအဆင့်မီဟိုလိုမျိုးကြီးမဟုတ်သေးဘူးလက်ရှိ ပြည်တွင်းထဲမှာဆိုအားကောင်းဆုံး institution ဟိုဒေါ်လာရဲ့လက်နက်ခံအဖွဲ့အစည်းတစ်ခုဖြစ်ရက်တည်ဖြစ်နေပြီပြောအဲ့ level ကိုရောက်နေပြီအဲ့လိုမျိုးဖြစ်အောင်လို့အဲ့လိုမျိုးတေချာစနစ်တကျတည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာရဲ့အဖွဲ့လည်းမဖြစ်နိုင်ကြအကြောင်းမရှိဘူးနောက်တစ်ခုကပေါ့နော်အပြောနဲ့လုံညီရပါပေါ့နော်ဒါပါဒါပါသူတို့သူပြောရဲ့စကားတခုရဲ့သဘောကြတယ်ဟိုတကယ်မလုပ်လို့မရပါပေါ့အဲကြောင့်90ကောက်ချိုတိုင်းတာတစ်ဖွဲ့ကိုပို့ခတ်တာတော့မဟုတ်ပါဘူးသူပြောပြတကယ်လည်းသူတကယ်လုပ်တဲ့ခါကျတော့ဘယ်လောက်မှမကြဘူး10နှစ်15 16နှစ်အဲ့လောက်ပဲကြာတယ်ပေါ့နော်ဟိုနောက်ဆုံးမှပေါ်ခဲ့တဲ့ တပ်ဖွဲ့ရလက်ရှိမှာအောင်မြင်မှုတွေအများကြီးရပြီးတော့ထိန်းချုပ်မှုတွေအများကြီးနိုင်ငံတွေကိုရရှိနေလို့ဒါကျွန်တော်အမြင်နဲ့အဲ့တော့ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ပေါ့နော်အဲ့ဒါကိုဒါကျွန်တော်တို့သွားပြီးမြင်ရတယ်အဲ့ဒါရုပ်လဲတော်လိုင်းတပ်ဖွဲ့တွေကတကယ်အတူယူတဲ့ဒါမှမဟုတ်ဘယ်နဲ့ဒီတော်လိုင်းလေးလက်နက်ကြိုက်တော်လိုင်းလုံရင်းလုံရင်းနဲ့အကျိုးစီးပွားဘက်ကိုကူးပြောင်းသွားမယ်ဆိုလို့ရှိရင်ဟိုတကယ်လဲဟို နေရာတွေနေမြေတွေနောက်ပြီးတော့ဟိုအာနာရှင်ကိုလည်းတိုက်ခိုက်နိုင်မှာမဟုတ်ဘူးဒါကျွန်တော်တို့သွားအကြိုင်ဟိုနှစ်တရာလောက်နှစ် တရားတော်နာလည်းမရတော့ဘာကြောင့်တော့အခုလက်ရှိ AA အောင်မြင်မှုတွေကသူကခေါင်းဆောင်မှုမှာလည်းအထူးကစကခေါင်းဆောင်မှုမှာလည်းခုနကကျွန်တော်တို့သိတဲ့သတင်းတွေမှာတော့ကြားလိုက်တယ်ဒီအောက်တမိုးငယ်တွေတတ်မှုတွေဒီအချင်းပြတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်အဲ့ကိစ္စတွေတက်လာပြီနောက်ပိုင်းပြောက်ပါချက်ချင်းတို့တို့အရေးရှင်မှုတွေအပြင်နေလောက်တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အထူးကခေါင်းဆောင်မှုမှာခုနကကိုချိုးစည်းပွားမှာဖတ်ဖန်းတဲ့ဥဆောင်မှုလမ်းညွန်ပေးနိုင်လို့ဒါပြည်သူတွေကလိုက်တာလေအားကောင်းတာအဲ့လိုမဟုတ်ဘဲနဲ့စစ်တပ်နဲ့ပေါင်းစားမဲ့ကုမ္ပဏီထောင်မဲ့အချိုးစည်းပွားတွေရှိအလုပ်မဲ့ဆိုလို့ရှိရင် သူလည်းတခြားဖွဲ့လိုပဲဖြစ်သွားမှာပဲလေအဲကြောင့်အခုဟာသူတို့ခေါင်းဆောင်မှုလည်းမှန်ကန်နေတယ်ဆိုတဲ့ဟာမျိုးဒါကြောင့်လည်းအဲသူတို့တမျိုးသားလုံးကနောက်ပြရလိုက်တယ်နောက်ပြကျွန်တော်တို့လက်ရှိဆိုလို့ရှင်ဒေါ်လာရင်းမှာသူ့ကိုတော့တော်တော်ကိုစံထားလာပြီပေါ့နော်တော်တော်ကိုသူ့ကိုစံပြအနေနဲ့လာနောက်တစ်ခုတော့ဆိုလာတွေ့လူငယ်တွေကိုအားကိုးတယ်ဟိုပါပေါ့လူငယ်တွေကိုသူကပို့ပြီးတော့ညီတော်မြောက်ပေးတယ်နေရာလည်းပေးတယ်အဲ့လိုပဲနောက်တော့လက်ရှိသူ့ကောင်သူလက်ရှိဘိုလ်ချုပ် ထွန်မြနိုင်ကိုတိုင်းပဲဒါပြောမယ်ဆိုလူကြီးပိုင်းအသက်ကြီးတဲ့ထဲမှာမပါဘူးလူလက်ပိုင်းထဲမှာလားလူငယ်ကျွန်တော်တို့ဟိုကပြောဆိုပုခဲ့တာဆိုတာလူငယ်ပတ်တော့40ပတ်ဝန်းကျင်ပဲ40ကျော်ဆိုတဲ့ဟာကလူငယ်လုံးဝလမ်းစမ်းတက်ကြွနေတာဆိုပြီးအဲ့တော့သူ့မှာအဒရီခေါ်အစ်တစ်တွေနဲ့ခင်မီရဲ့အဒရီခေါ်ရှိရပါတော့ ဟုတ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အင်တာဗျူးကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒါအစားဆုံးသေချာကြည့်တယ်ဗောနော်ကြည့်ရဲဆိုတာအရင်တော့ကကျွန်တော်တို့ပဲအင်တာဗျူးတိုင်းကျွန်တော်တို့ဟိုဟာတိုင်းမကြည့်ပါဘူးဒါပေမဲ့သူ့ခါတော့စိတ်ဝင်စားဘာလို့စိတ်ဝင်သေချာ तू ဒါကိုကြည့်ပြီးဩဒါကြောင့်မလို့ तू အောင်မြင်တာဟိုဒါကြောင့်မလို့သူ့ရဲ့ဘာသူတို့အဖွဲ့တွေဒီလောက်ဘာလို့အောင်မြင်လဲဆိုတာဒါသူ့ရဲ့ခေါင်းဆောင်ကိုကျွန်တော်တို့သေချာသေချာကိုအဲ့သူ့အင်တာဗျူးသေချာကြည့်ရဲအိမ်မှာပို့ပြီးတော့ဟိုတတိထားမိတယ်ဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကတော့ဒီတခြားတော်လိုင်းရေးတစ်ဖွဲ့တွေ AA ကြီးကနေပြီးတော့အကောင့်နဲ့အချက်တွေဗောနော် ဟိုအကုန်လုံးတော့မဆိုလို့ပါဘူးကောင်းတဲ့ချက်တွေရှိလို့လည်းတို့အောင်မြင်မှုရရှိရပါဘူးဒါတွေကိုအတူယူတို့အဲဒါကျွန်တော်တို့ဟိုမျှော်လင့်ပေးခြင်းဖြစ်ပါတယ်